မင်္ဂလာပါရှင်ဒီနေ့ရှင်းပြပေးမှာကတော့စထမရန်တင်ချနှစ်ကအခန်းကျင်ပတ်ဝန်းကျင်ရှိ geometry ဆိုင်ရာရုပ်ဝတ္ထုပစ္စည်းများပဲဖြစ်ပါတယ်။နေ့တန်းက geometry ပညာရက်သည်ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးတို့၏ပုံသဏ္ဍာန်အတွင်အပြင်ယင်းတို့၏ဂုဏ်သတိနှင့်အရွယ်အစားပမာဏတို့ကို လေ့လာသောပညာရက်ဖြစ်သည်။ကျွန်တော်တို့၏ပတ်ဝန်းကျင်တွင်တွေ့မြင်နေရသည့်အရာဝတ္ထုအမျိုးမျိုးအနက်အချို့သည်ပုံသဏ္ဍာန်တူသော ပုံစံတူ၍အချို့မှာပုံစံမတူကြပေနမူနာအားဖြင့်တစ်တာတစ်လုံးဘောလုံးတစ်လုံးအုတ်ခဲတစ်ချက်ဂေါ်လီလုံးတစ်လုံးစသည်တို့ကိုလေ့လာပါတယ်ဟုတ်ပြီအဲ့တော့ geometry ပညာရဲ့ဆိုတာဘာလဲဆိုရင်ရုပ်ဝတ္ထုပစ္စည်းအမျိုးမျိုးရဲ့ပုံစံအတွင်အပြင်ဟုတ်ပြီနော်သူတို့ရဲ့ပုံစံအတွင်အပြင်ရင်းတို့ဤကုန်သက်တည် အရွယ်အစားပမာဏကိုလေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်။အဲ့တော့ဆရာမတို့ပတ်ဝန်းကျင်မှာလည်းပဲအရာဝတ္ထုပစ္စည်းအမျိုးမျိုးတွေ့ဖူးတယ်။အဲ့ဒီပစ္စည်းတွေရဲ့ပုံသဏ္ဍာန်တွေမတူကြဘူး။ဥပမာအားဖြင့်ဆိုရင်တက်တာဘောလုံးတစ်လုံးအုတ်ခဲကော်လီလုံးဒါတွေဟာပုံသဏ္ဍာန်တွေမတူတဲ့အရာဝတ္ထုတွေဖြစ်တယ်ဆိုတော့ဆရာမတို့ကဒီဆရာမတို့ရဲ့လက်တွေ့ပတ်ဝန်းကျင်မှာမြင်မှုတဲ့ပစ္စည်းတွေဖြစ်တယ်။ဟုတ်ပြီဒါဆိုရင်အောက်မှာကြည့်ကြအောင်ရေခဲမော်အန်စာတော့ဘောလုံးအုတ်ခဲ အိမ်ဆက်ကူတက်တာနှုတ်စီဘူးကောလီလုံးဟုတ်ပြီအတင်ငန်းစာအတွင်းဒုပုံများအပြင်ဒေါမန်စတူကန်ဒုံနဲ့ကုပါဒုံလုံးရှိစလင်တာကရော့ချွန်ကရော့ပုံဒုချွန်ဆက်လုံးစာတွေတို့ကိုလေ့လာမိဖြစ်ပြီးဘင်းကြီးပုံများအဖြစ်တတိကန်ဒေါမန်စတူကန်စတုယံစတုကံဘုဟုကံနဲ့ဆက်ဝိုင်းတို့လိလာကြမည်ဖြစ်ပါသည်တဲ့အဲ့တော့ဒီသင်ခန်းစာမှာဘာလိလာမှာလဲဆိုတော့ဒုပုံဒီအနေနဲ့ နောက်မှစတုကန်လုံးနဲ့ကူပါထုံလုံးရှိဆလင်တာပေါ့နော်ကရော့ချွန်ကရော့ပုံဒုချွန်ဆက်လုံးအားတွေကိုလေ့လာရမှာဖြစ်ပြီးတော့မှဘင်းကြီးပုံတွေအနေနဲ့ကတော့သတိကန်ရဲ့နောက်မှစတုကန်ရဲ့စတုရန်ရဲ့စတုကန်ဘုံကန်နဲ့ဆက်ဝိုင်းတို့ကိုလေ့လာရမှာဖြစ်ပါတယ်တဲ့အဲ့တော့သုံးဖက်မြင်ပုံများသုံးဖက်သုံးဖက်မြင်တဲ့ပုံတွေကို 3D figure လို့ခေါ်တယ်သုံးဖက်ကိုမြင်ရတဲ့ပုံတွေကိုသုံး ဖက်မြင်ပုံများ 3D figures လို့ခေါ်ရဲတော့ အိနီယာကျင်သုံးဖက်မြင်ပုံများဟုဆိုရ၌ဒုပုံများကိုဆိုလိုသည်အဲ့တော့ 3D figure ဆိုတာဘာကိုပြောလာရလဲဆိုတော့ဒုပုံတွေကိုပြောတာပါတဲ့ဟုတ်ပြီဒုပုံဆိုတာဘာလဲဆက်ဆက်ပြီးတော့ကြည့်မယ်ပုံဝင်ကျင်တွင်နေ့စဉ်မြင်တွေ့နေရသောရုပ်ဝတ္ထုပစ္စည်းအချို့ကိုပုံ1.1တွင်ဖော်ပြထားပါသည်တဲ့အဲ့တော့ပုံ1.1မှာပုံဝင်ကျင်မှာဆက်မလို့နေ့တိုင်းမြင်တွေ့နေရတဲ့ဒုပုံတွေကိုဖော်ပြထားတဲ့ပုံဝင်ကျင်ရှိ geometry ဆိုင်ရာရုပ်ဝတ္ထုပစ္စည်းများကိုဖော်ပြပါ ဘောလုံးဤပုံတံံကိုဖော်ပြပါစကူတတဤပုံတံံကိုဖော်ပြပါဟုတ်ပြီအဲ့တော့ဆရာမတို့သိပြီဒါဘောလုံးရဲ့ပုံစံတန်းဆိုပြလို့ရှိလေဟိုလုံးနေမယ်ဝိုင်းနေမယ်ပေါ့နော်စက်ကူတက်တာရဲ့ပုံစံတန်းဆိုလို့ရှိရင်ဆရာမတို့ဒီ G5 မှာလေ့လာခဲ့ရတယ်ဒါမှစတူဂန်တုံးတို့ခုပါတုံးတို့ပုံစံဖြစ်နေမယ်ပေါ့နော် geometry ပညာရက်ချွေ geometry ပုံစံတန်းများကို အမိများတက်မှတ်ပေးထားပြီးလေ့လာသည်ပုံ1.1တွင်ဒုပုံအချို့နှင့်သက်ဆိုင်ရာအမိများရှင်သွဲဖော်ပြထားပါသည်တဲ့အဲ့တော့ဒီမှာဒေါမန်စတူဂန်တုံးဒီကလေးတွေကဒေါမန်စတူဂန်တုံးဆိုရင် G5 မှာကြည်ရတိလာခဲ့ပြီးသားကုဘာတုံးအဲ့တော့ဒေါမန်စတူဂန်တုံးကိုအင်္ဂလိပ်လိုက cuboid cube sphere ဒါဆက်လုံးပေါ့နော်လုံးရှည် cylinder ကရော့ချွန် cone ဒူချွန် pyramid ဒါတွေအားလုံးဒီ 3D figure ဖြစ်ပါတယ်ဒါတွေကဓုပုံတွေဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဓုပုံအချို့နဲ့သက်ဆိုင်တဲ့အမိတွေကိုဒီမှာဖော်ပြထားတယ်အဲ့တော့ဓုပုံတွေကဘာတွေလဲဆိုရင်ဒေါမန်စတူဂန်တုံကုဘတုံဆက်လုံလုံးရှိကရော့ချွန်ဒုချံဒါပြီနော်ဟုတ်ပြီအဲ့တော့ဒါတွေဟာဓုပုံရဲ့ဥပမာတွေဖြစ်တယ်ဓုပုံဆိုတာဒီသုံးဖက်မြင်ရတဲ့ 3D figure တွေဖြစ်တယ်ဟုတ်ပြီဒါဆိုရင်လေးချိန်ခံကိုတွားရအောင် အချင်းခံတည်တမတက်မှာအောက်တွင် ဖော်ပြထားသောရုပ်ဝတ္ထုများသည်မိသည့် geometry ပုံသဏ္ဍာန်များဖြစ်ကြသည်နည်းတဲ့အဲ့တော့ရုပ်ဝတ္ထုပေးထားတဲ့ဒီဘက်မှာဟိုဘက်က geometry ပုံသဏ္ဍာန်လေးပေးထားတယ်။နောက်ပြီးအဲ့တော့ရေခဲမုတ်ထဲသည့်ခွက်သည်ဘာနဲ့တူတယ်လဲဆိုတော့ကရော့ချွန်နဲ့တူတယ်။ကဘာလုံးဒီဘာနဲ့တူမလဲဆက်လုံးနဲ့တူမယ်အဲ့တော့ကလေးတို့ကဒီမှာဆက်လုံးဆိုပြီးရေးလိုက်ရုံပဲဟုတ်ပြီနော်နောက်တစ်ခုကငယ်ကရေခဲတက်တာရေခဲတက်တာဒီ down man's to gandon ဒါကတောင်းမန်စတူကန်ဒုံနဲ့တူမယ်နောက်တစ်ခုကအိမ်ခေါမိုးဒီဒုဂျွန်းနဲ့တူမယ်ရပြီနော်အဲ့တော့ဆရာမတို့ခုနလေးလာထားတဲ့ဒုပုံနေနဲ့ဒီမှာဆရာမတို့လက်တွေ့ဘဝမှာတွေ့ရတဲ့ geometry ပုံတဲ့ရုပ်ပြရုပ်ဝတ္ထုပစ္စည်းတွေနဲ့တွားပြီးတော့မှချိတ်ဆက်ထားတာဖြစ်ပါတယ်။နံပါတ်၄ကကြတော့အောက်ပါပုံတဲ့ရှိသည့်ရုပ်ဝတ္ထုပစ္စည်းတစ်ခုစီအမိကိုကွက်လက်တွင်ဖြည့်ပါတဲ့။ဟုတ်ပြီ။အဲ့တော့ဒီမှာက Downman Stugan ဒုံနဲ့တူတာဒီ Okay ။ ခုပါတော့နဲ့တူတာကကြတော့ဆံမလို့ပါရှိမလဲဆိုအန်ဆာတော့ပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးပုံစံဆက်လုံးဒီဆက်လုံးနဲ့တူတာကကြတော့နှုတ်စီဘူးလုံးရှည်ပေါ့ဒါကလုံးရှည်ဆိုတော့နှုတ်စီဘူးဒါလေးကကြတော့ဘာဖြစ်မလဲဆိုတော့ အဲ့တော့ခုနကဆံမတော်လေးလာခဲ့ထဲလေးလေးလာတဲ့အထဲမှာပါခဲ့ပြီးပါပြီရေခဲမုံထဲ့ထားသည်ခွက်ရေခဲမုံထဲ့ထားသည်ခွက်ဆိုပြီးရေးလိုက်ရုံပဲရပြီနော်အဲ့တော့ဆံမတော်ဒါသည်ဒီပုံစံသေးပါလဲဆိုတော့ okay ဒါကကြတော့ answer တော့ဒီမှာဒီပုံစံကြတော့နှုတ်စီဘူးဒါကရေခဲမုံထဲ့ထားသည်ခွက် ဟုတ်ပြီနောက်တစ်ခုဆက်သွားလိုက်မယ်တသသမနှစ်မှာဒါမှန်စတူဂန်တုံနဲ့ကုပါတုံ cube white နဲ့ cube နဲ့ဒါမှန်စတူဂန်တုံ cube white ကိုအရင်လေ့လာမယ်ပုံတသသမနှစ်တွင်ဒါမှန်စတူဂန်တုံတစ်ခုဤအစိတ်အပိုင်းအမိများကိုဖော်ပြထားပါသည်အဲ့တော့ဒီမှာပါပေးထားလဲဆိုတော့ဒါမှန်စတူဂန်တုံတစ်ခုရဲ့အစိတ်အပိုင်းအမိတွေကိုဖော်ပြထားပါတယ်ဟုတ်ပြီအဲ့တော့ဒီမှာကြည့်မယ်ဒရဟာထိတ်ကဟာလေးကိုထိတ်စောမှတ်လို့ခေါ်တယ်ဒီမှာထိတ်စောမှတ်သည်ထိတ်စောမှတ် အနာဆောင်အ ਨੇ ဆုံးနှစ်ခုဆုံးရအနာဆောင်နှစ်ခုဆုံးတဲ့နေရာကိုထိတ်ဆွမ်းမှတ်လို့ခေါ်မယ်ဒီကမျက်နှာပြင်ဒါကမျက်နှာပြင်ဖြစ်မယ်ဒါအနာဆောင်အနာဆောင်ဟုတ်ပြီမျက်နှာပြင်နှစ်ခုဆုံးရသည်အနာဆောင်ဒီဘက်မျက်နှာပြင်ရဲ့ဒီဘက်ကမျက်နှာပြင်ရဲ့မျက်နှာပြင်နှစ်ခုဆုံးတဲ့နေရာကိုအနာဆောင်လို့ခေါ်မယ်အနာဆောင်နှစ်ခုဆုံးတဲ့နေရာကိုထိတ်ဆွမ်းမှတ်လို့ခေါ်မယ် ဟုတ်ပြီလားအဲ့တော့ဆက်ပြီးတော့ကြည့်အောင်ဒါ Diamond Sugar အတုံးရဲ့အစိပ်ပိုင်းတွေကိုဖော်ပြထားတယ်ထိတ်ဆွမ်းမှတ်များမှာထိတ်ဆွမ်းမှတ်ကိုဒီမှာကြည့်မယ်ဆိုရင် A ရနဲ့စမယ် A B ဒါထိတ်ဆွမ်းမှတ်လေးတွေထိတ်ဆွမ်းမှတ် A B C D E F နော်ပြီလားပြီးတော့ G H ဆိုရင်မှထိတ်ဆွမ်းမှတ်တွေရှိမယ်အမှတ်တွေရှိမယ်အဲ့တော့ထိတ်ဆွမ်းမှတ်ဘယ်နှခုရှိလဲဆိုတော့10 2 3 4 5 6 9 10 ထိတ်ဆုံးမဲ့၈ခုရှိတယ်။မျက်နှာပြင်ကိုကြည့်မယ်။မျက်နှာပြင်ဒီဒီဘက်ကမျက်နှာပြင်တစ်ခုရှိမယ်။ရှေ့ကမျက်နှာပြင်တစ်ခုရှိမယ်။ဟိုဘက်နောက်ဖက်ကမျက်နှာပြင်တစ်ခုရှိမယ်အပေါ်မှာမျက်နှာပြင်ရှိမယ်ဒီဘက်ဘေးမှာမျက်နှာပြင်ရှိမယ်အောက်ကမျက်နှာပြင်တစ်ခုရှိမယ်မျက်နှာပြင်က1 2 3 4 5မျက်နှာပြင်က6ခုရှိမယ်ဟုတ်ပြီနော်မျက်နှာပြင်6ခုရှိမယ်အဲ့တော့ဘာတွေလဲဒီမှာကြည့်ကြည့်လိုက်မယ်ဆရာမတို့ကသူက A ကနေစထားလို့ဆိုပြီးတော့ A ကနေစမယ် A B C D ဆိုတဲ့မျက်နှာပြင် A B C D ဆိုရဲဒီဘက်ရှေ့ချမ်းကမျက်နှာပြင်တစ်ခုရှိမယ် E F G H E F G H ဆိုရဲနှောက်က E F G H ဆိုရဲဟိုဘက်နှောက်ကမျက်နှာပြင်တစ်ခုရှိမယ် A E H D A E H D ဆိုရဲဒီဘက်ဘေးကမျက်နှာပြင်တစ်ခုရှိမယ်နောက်တစ်ခုက B F G G C B F G C ဆိုရဲဒီဘက်ဘေးကမျက်နှာပြင်တစ်ခုရှိမယ် A B F E A B F E ဆိုတဲ့အောက်ကမျက်နှာပြင်တစ်ခုရှိမယ် D C G H အဲ့တော့ D C G H D C G H ဆိုတဲ့ဒီအပေါ်ကမျက်နှာပြင်တစ်ခုရှိဒါဆိုရင်တော့မှစတူဂန်တော့မှမျက်နှာပြင်6ခုရှိမယ်ထိတ်စွန်းမှ8ခုရှိမယ်ဒါတွေကိုမှတ်ထားပါအနာဆောင်များအနာဆောင်ကတော့အနာတွေကိုရေးလိုက်ရမှာပဲ A B A D A E B F BC ဟုတ်ပြီနော်အဲ့တော့အနားတွေအားလုံးဒီ10 3 4 5 6 8 9 10 11 12 17 12အဲ့တော့အနားဒီအနားဆောင်က12ခုရှိမယ်အဲ့တော့ပြောချင်တာအနားဆောင်ဆိုတော့မြင်းဖြောင်းပေါ့နော်ဒါဆိုရင်ဒီမှာ down man stroken down တခုမှာထိတ်ဆွန်းမဲ့ဘယ်နှစ်ခုရှိတယ်လဲမျက်နှာပြင်ဘယ်နှစ်ခုရှိတယ်လဲအနားဆောင်ဘယ်နှစ်ခုရှိတယ်လဲအဲ့တော့ down man stroken down တခုမှာထိတ်ဆွန်းမဲ့က6ခု ပြီးတော့မှမျက်နှာပြင်အရေအတွက်က6ခုရှိမယ်အနားဆောင်က12ခုရှိမယ်ဒါလေးတွေကိုမှတ်ထားရမှာဖြစ်ပါတယ် တရားကခုပါအကြောင်းဒေါမန်စတုဂန်တုံးတစ်ခုဤအနာဆောင်အာလုံးအလျားတွင်ကြီးကြလိခုနကဒေါမန်စတုဂန်တုံးကိုဆရာမတို့လေ့လာခဲ့ပြီးပြီအဲ့လိုပဲဒေါမန်စတုဂန်တုံးတစ်ခုရဲ့အနာဆောင်တွေရဲ့အကုန်လုံးအလျားတူမယ်ဥပမာဒါကိုဆရာမတို့5စင်တီမီတာနဲ့ဆွဲထားမယ်ဆိုရင်ဒါတွေအားလုံးလည်း5စင်တီမီတာဖြစ်မယ်ဆိုရင်အဲ့ဒီကဒေါမန်စတုဂန်တုံးကိုခုပါတုံးလို့ခေါ်ပါတယ်တဲ့ဒါစကလေးတို့ G5 မှာကလေးကရင်းနေပြီးသားရှိပါတယ်ဟုတ်ပြီဒါကိုဆရာမကဒီပုံလေးနဲ့ပြချင်ပါတယ်အဲ့တော့ဒါကလေးတို့က Robin Cube ပေါ့နော်ဒါကလေးတို့က ရင်းနေပြီးသားလည်းဖြစ်တယ်အဲ့တော့ဒီဒီမှာပေါ့နော်ဒီဘက်ကအလျားရဲ့ဒါအလျားရဲ့အကုန်လုံးကအတူတူပဲအဲ့တော့အတူတူပဲဖြစ်တဲ့အတွက်ကြောင့်ဒါကိုသူကဘာကြောင့်မို့လို့ 3D figure လို့ခေါ်တာလဲဆိုရင်ဆရာမတို့သူ့ကိုဒီလိုချထားလိုက်တဲ့အခါမှာပေါ့နော်မြင်ရတဲ့အစိပ်ပိုင်းဒါကိုလို့ကြည့်မယ်ဆိုရင်ပေါ့နော်မြင်ရတဲ့အစိပ်ပိုင်းဒီဒီဘက်မြင်ရတယ်ဒီဘက်မြင်ရတယ်ဒီဘက်မြင်ရတယ်အဲ့ဒါကြောင့်မို့လို့သုံးဖက်မြင်ရတာအတွက်ကြောင့်မို့လို့သူ့ကို 3D figure လို့ခေါ်တာဖြစ်တယ်ဒီအောက်ပိုင်းနေဆရာမတို့ကမမြင်ရအောင်သူ့ကိုချထားမယ်ဆိုရင် ်ဟုတ်ပြီနော်အာဒီအောက်ဖက်မမြင်ရအောင်ဒီဘက်ဘေးရဒီဘက်နှောက်ဖေးရမမြင်ရအောင်ဒါကြောင့်မလို့သူ့ကို 3D figure လို့ခေါ်တာဖြစ်တယ်ပြီးတော့မှဒီ Downman Stugan Down တစ်ခုရဲ့အနားတွေဒီအကုန်လုံးညီမယ်ဆိုရင်သူ့ကိုဘာလို့ခေါ်မလဲဆိုတော့ကုဘရုံးလို့ခေါ်မယ် cube လို့ခေါ်မယ်ဟုတ်ပြီနော်အဲ့တော့ဒါကလေးတို့ရင်းနေပြီးသားအရာတစ်ခုဒါဆင်မလို့ဆော့လွန်းလို့ဒီမှာဘာလို့အကုန်လုံးချစ်မိပြီးတော့မှအယောင်တွေလည်းမရှိတော့ဘူးအဲ့တော့ အဲဒါလေးကိုကုပါရုံလို့ခေါ်မယ်ဒါကုပါရုံကတွေ့ example တစ်ခုဟုတ်ပြီလားအဲ့တော့ 3D figure လို့ဘာကြောင့်ခေါ်ရလဲဆိုတော့အဲ့ကလေးတို့တည်သွားပြီပြီးတော့သူအလျားတွေအကုန်လုံးညှိတယ်ဆိုရင်သူ့ကိုကုပါရုံလို့ခေါ်မယ်ပြီးတော့မှဒီဘောနော်သူရဲ့ဒီကုပါရုံရဲ့ဒုတယ်ကိုရှာခဲ့တော့ကလည်းကလေးတို့ကအလျားရဲ့အနံ့ရဲ့အမြင့်ရဲ့ဆိုပြီးတော့အနာဆောင်အမြောက်အနာဆောင်အမြောက်အနာဆောင်ဆိုပြီးတော့မြောက်ခဲ့တာလေးလည်းကလေးတို့တည်တယ်ဟုတ်ပြီနော်အဲ့တော့ဒါကတော့ကုပါရုံကတွေ့ example တစ်ခုဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်အောက်ကလေ့ကျင့်ခန်းကိုသွားရအောင် ရချင်ခံတည်တတမနှစ်မှာနံပါတ်၁ကဒေါဝန်စုကန်အုံတစ်ခုတွင်အနာဆောင်များ၏အလျားများတူနေကြလျင်၎င်းဘုံဝင်တို့ခေါ်တည်းနည်းတဲ့ဒါလွယ်လွယ်လေးဒေါဝန်စုကန်အုံတစ်ခုရဲ့အနာဆောင်တွေရဲ့အလျားတူရယ်ဆိုရင်အဲ့ဒီဘုံကိုဥပါရုံလို့ခေါ်မှာပေါ့အဲ့တော့အဖြေကြီးမယ်ဒေါဝန်စုကန်အုံတစ်ခုတွင်အနာဆောင်များ၏အလျားများတူနေကြလျင်၎င်းဘုံကိုဥပါရုံဟုခေါ်ပါသည်အရှိရေးမှာပေါ့နော် ။နောက်တစ်ခုကတောင်းမန်စုကန်ဒုံတစ်ခုတွင် ထိတ်ဆွန်းမှန်အနာဆောင်နဲ့မျက်နှာပြင်အရေးအတွက်မြင်များရှိတဲ့နေ။အဲ့တော့ခုနကဆရာမတို့တည်ပြီးသားထိတ်ဆွန်းမှတ်သည်၈ခုရှိတယ်။ထိတ်ဆွန်းမှတ်ညီများချင်း၈ပေါ့။အနာဆောင်တွေ12ခုရှိတယ်။အနာဆောင်ညီမချင်းဆက်နဲ့ပေါ့နော်မျက်နှာပြင်ကကြတော့6ခုရှိတဲ့အတွက်ကြောင့်မျက်နှာပြင်ညီမချင်း6ခုဆိုပဲရေးလိုက်ရုံပါပဲအဲ့တော့ဒါတော့ document student တုံးတစ်ခုတွင်ထိတ်ဆွန်းမှတ်6ခု အနာဆောင်12ခုမျက်နှာပြင်6ခုလို့ရှိသေးလို့ရေးလဲရေးလို့ရတယ်ဒါမှမဟုတ်လဲ ထိတ်စွမ်းမှတ်ညီမြချင်း၈ခုအနာဆောင်ညီမြချင်း၁၂ခုမျက်နှာပြင်ညီမြချင်း၆ခုဆိုပြီးတော့ရေးလို့ရပါတယ်။နံပါတ်၃ကကုဘရုံတစ်ခုတွင်မျက်နှာပြင်အရေအတွက်ညီမြရှိတယ်နိ။အဲ့တော့နောက်မှစုကန်တုံးနဲ့ကုဘရုံနဲ့အတူတူပဲ။ဒါကြောင့်မလို့ကုဘရုံတစ်ခုကမျက်နှာပြင်ရေးအတွက်ဘလောက်ရှိတယ်လဲလို့မေးတဲ့အတွက်ကြောင့်မလို့ဒီအပေါ်မှာဖြေတာနဲ့အတူတူပဲမလို့မျက်နှာပြင်ရေးအတွက်က၆ခုရှိတယ်။ကုဘရုံပုံတရံဤ ရုပ်ဝတ္ထုပစ္စည်းနှမျိုးကိုဖော်ပြပါပါအဲ့တော့ခုကတော့ပုံစံတိုင်းရှိတဲ့ရုပ်ဝတ္ထုပစ္စည်းနှမျိုးခုနကဆင်မပြလိုက်တဲ့အာဒီ cube ပေါ့နော် robin cube ဒါကိုလည်းရေးလို့ရတယ်ဒါမှမဟုတ်ပဲနဲ့လည်း answer တုံးပေါ့ရှေ့မှာလည်းရေးခဲ့ပြီးပါပြီ answer တုံးရေးလို့ရတယ်နောက်တစ်ခုကမြေဖြူထည့်တဲ့ဘူးပေါ့ မြေဖြူထဲ့တည်ဘူးအဲ့တော့မြေဖြူဘူးလေးတွေဆိုလို့ရှိရင်လေသူကအလျားအနှံအမြင့်အကုန်လုံးတူနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကခုပါတော့ဖြစ်တယ်အဲ့တော့မြေဖြူထဲ့တည်ဘူးနောက်တစ်ခုက အုတ်ခဲတစ်ချက်ဒီကုဘာရုံတစ်ခုဖြစ်ပါသလားအဘဲကြောင့်နီးတယ်အဲ့တော့အုတ်ခဲတစ်ချက်ကကုဘာရုံမဟုတ်ပါဘူးဟုတ်ပြီလားဘာကြောင့်မလို့ကုဘာရုံမဟုတ်တာလဲဆိုတော့အုတ်ခဲတစ်ချက်ရဲ့အလျားအနံ့အမြင့်နေမတူတဲ့အတွက်ကြောင့်မလို့အဲ့တော့အလျားအနံ့အမြင့်မတူလို့ရေးလို့လည်းရတယ်လို့အနာဆောင်နေမတူလို့ပြောရင်လည်းရတယ်အဲ့တော့အုတ်ခဲတစ်ချက်ဒီကုဘာရုံမဖြစ်ပါအနာဆောင်များအလျားမတူတော့ကြောင့်ဖြစ်ပါသည်အဲ့လိုလေးရှင်းရပြီဟုတ်ပြီနော် ဲ့တော့နံပါတ်၄ကကြာတော့ဥခဲတစ်ချက်ဒီကုပါရုံပုံတစ်ခုဖြစ်ပါသလားဆိုတော့ဥခဲတစ်ချက်ဒီကုပါရုံပုံတစ်ခုမဟုတ်ပါအဲ့တော့ကုပါရုံပုံမဖြစ်ပါအဘယ်ကြောင့်ဆိုတော့ဆိုတော့ဆမ်မာရောဒီလိုလေးရင်ရပြီအနားဆောင်များအလျာမတူတော့ကြောင်းဖြစ်ပါသည်တို့ရဲ့အနားရည်ရဲ့အလျာမတူတဲ့အတွက်ကြောင့်မလို့သူဒီကုပါရုံတစ်ခုမဖြစ်နိုင်ပါဘူးတဲ့နံပါတ်၅ကြည့်ရအောင်ဒါမှ instrument တော့ တန်ပုံတစ်လုံးသည်ဒေါမန်စုကန်တုံပုံတန်ပုံတစ်လုံးသည်အလျား30စင်တီမီတာ အနှံ30စင်တီမီတာအမြင့်30စင်တီမီတာရှိသည်ထိုပုံသည်ကုပါရုံပုံ ဖြစ်ပါသလားတဲ့အဲ့တော့အလျားအနှံအမြင့်တူတဲ့အတွက်ကြောင့်မလို့ဒီဒေါမန်စုကန်တုံပုံတန်ပုံသည်ဘာဖြစ်လဲဆိုတော့ကုပါရုံပုံတစ်ခုဖြစ်ပါတယ်အဲ့တော့ဘလို့ရင်းမလဲဆိုတော့ဒေါမန်စုကန်တုံပုံတန်ပုံတစ်လုံးသည် ဥပါရုံပုံဖြစ်ပါသည်အဘဲကြောင့်ဆိုတော့အနာဆောင်များတူညီသောကြောင့်ဖြစ်သည်လို့ရေးရင်လည်းရတယ်ဒါမှမဟုတ်နောက်မှစုကံလုံးတစ်ခုဖြစ်ပြီးအနာဆောင်အားလုံးတူညီကြသဖြင့်အပေါ်ကဆရာတို့ဒီဥပါရုံကိုရှင်းထားတဲ့အထဲမှာစာလေးနည်းနည်းယူပြီးမှရေးလို့ရတယ်အနာဆောင်အားလုံးတူညီကြသဖြင့်ဥပါရုံပုံဖြစ်ပါသည်ဆိုရင်ရပြီနော်ပြန်ပြောမယ်နောက်မှစုကံလုံးတစ်ခုဖြစ်ပြီးတော်မန်စတူဂန်တုံးတစ်ခုဖြစ်ပြီးအနာဆောင်အားလုံးတူညီကြသဖြင့် ခုကရုံပုံဖြစ်ပါသည်လို့ရှင်းလို့ရပြီအဲ့တော့နောက်တစ်ခုသွားမယ်လုံးရှည်ဆလင်ဒါနဲ့ကရော့ချွန်ခုံကိုသွားပါမယ်နံပါတ်1.3မှ3.3မှလုံးရှည်ဆလင်ဒါကိုသွားမယ် ပုံတည်တဲ့မလေးတွင်ဖော်ပြထားတော့ပုံဒီလုံးရှည်တစ်ခုဖြစ်ပါသည်တဲ့အဲ့တော့ဒီလုံးရှည်လေးဒါကိုဆင်မကတော့အဲဒီဆင်မစီမှာရှိတဲ့ဖြစ်စေတစ်ခု ਨੇ ဥပမာပြမယ်အာဒီပုံလေးပေါ့နော်ဒါဒီလုံးရှည်လေး ਨੇ တူပါတယ်အဲ့တော့ဒီမှာဘာတွေရှိတယ်လဲဆိုတော့ဆင်မတို့လေ့လာကြမယ်ဟုတ်ပြီနော်အဲ့တော့ဒီပုံလေးကိုကြည့်လိုက်မယ်လုံးရှည်မှာဆိုလို့ရှိရင်ဆင်မတို့ဒီမှာမျက်နှာပြင်တစ်ခုရှိတယ်ဒီမှာမျက်နှာပြင်တစ်ခုရှိတယ်ဒီအောက်မှာမျက်နှာပြင်တစ်ခုရှိတယ် ဟုတ်ပြီနော်ဒီအောက်မှာမျက်နှာပြင်တစ်ခုရှိတယ်အပေါ်မှာမျက်နှာပြင်တစ်ခုရှိတယ်အဲ့တော့ဒီမှာဒါမျက်နှာပြင်ဒါအောက်ကလည်းမျက်နှာပြင်ဟုတ်ပြီဒီမျက်နှာပြင်ကဘယ်လိုမျက်နှာပြင်လဲဒါလေးတွေဦးလေးလာကြမယ်ဆရာမတို့ဒီမှာလည်းမျက်နှာပြင်တစ်ခုရှိတယ်မျက်နှာပြင်၃ခုရှိတယ် ဟုတ်ပြီဒါဆိုလို့ရှိရင်ဒီမျက်နှာပြင်ကညင်ညာပြန့်ပြူးတယ်။ဒီဟာညှိနေတာ ဟုတ်ပြီနော်ဒီအောက်မှာလည်းပဲညှိနေတယ်ဥပမာခနာပုံလေးကိုပြန်ကြည့်ကြရအောင်ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမျက်နှာပြင်လေးကဒီဘက်ကညှိတယ်ဒါလေးလည်းညှိတယ်ဒီမျက်နှာပြင်ကကျတော့ဘာဖြစ်နေလဲဆိုရင်ခုံးနေတယ်ပေါ့နော်ဒါခုံးနေတယ်မျက်နှာပြင်လို့ပြောလို့ရဒီမှာခုံးနေလို့ဟုတ်ပြီနော်အဲ့တော့ဒီဘက်ကထိတ်နှစ်ဖက်ကမျက်နှာပြင်ဒီဒါညင်ညာပြန့်ပြူတဲ့မျက်နှာပြင်ဒီဘက်ကလည်းညှိတယ်ဒီဘက်မှာလည်းညှိတယ်ဒီမျက်နှာပြင်တစ်ခုလုံးကကျတော့ခုံးနေတဲ့အတွက်ကြောင့်မလို့ခုံးနေတဲ့မျက်နှာပြင်ဒါဆိုမျက်နှာပြင်၃ခုရှိတယ်တစ်ခုနှစ်ခု၃ခုရပြီ ယ်နော်အဲ့တော့အပေါ်ကမျက်နှာပြင်ကညညာပြန့်ပြူတော့မျက်နှာပြင်ညညာပြန့်ပြူတော့မျက်နှာပြင်ဒီအောက်ဆုံးကမျက်နှာပြင်ကလည်းအပေါ်ကလိုပဲညညာပြန့်ပြူတော့မျက်နှာပြင်ဒါကကြတော့ခုံးတော့မျက်နှာပြင် ဒါဆိုရင်မျက်နှာပြင်စုစုပေါင်း၃ခုရှိရဆိုတာသိတယ်။အဲ့ဒီထဲမှာမှညညာပြန့်ပြူတဲ့မျက်နှာပြင်ကတစ်ခုနှစ်ခုရှိတယ်။ဒါကကြတော့ခုံးတဲ့မျက်နှာပြင်ဆိုပြီးတော့ရှိမယ်။ဟုတ်ပြီအနာဆောင်အနာဆောင်ဆိုတာဘာလဲခုနကသိပြီပြီအနာဆောင်ဆိုတာကဒီလိုမျိုးလေးပေါ့နော်အနာဆောင်အဲ့တော့ဝိုင်းဆက်တဲ့အနာဆောင်ရှိမယ်ဝိုင်းဆက်တော့ အနာဆောင်ရှေ့မှာဆရာမတို့အနာဆောင်ဆိုတာကိုဘယ်လိုလေ့လာခဲ့ကြသလဲဆိုတော့မျက်နှာပြင်နှစ်ခုစုံတဲ့နေရာကိုအနာဆောင်လို့ခေါ်တာဖြစ်လို့ဒီမျက်နှာပြင်ရဲ့ဒီမျက်နှာပြင်ရဲ့ဒီမှာစုံတဲ့နေရာဒီ Y ဆက်တဲ့အနာဆောင်တစ်ခုရှိရဲ့ဒီဘက်ကမျက်နှာပြင်နဲ့ဒီအောက်ကမျက်နှာပြင်နဲ့စုံတဲ့ဒီနေရာလေးဒီ Y ဆက်တဲ့အနာဆောင်ရှိတယ်။ရပြီနော်ရှင်းရှင်းလေးပါ။ Y ဆက်တော့အနာဆောင် ။ဟောပြီဒါဆိုရင်ဒီလုံးရှည်ဖြစ်တဲ့ဒီဆလန်ဒါလေးကိုဆရာမတို့ကအနစ်ထုတ်လိုက်မယ်ဆိုရင်သူ့မှာမျက်နှာပြင်၃ခုရှိတယ်။အဲ့ဒီ၃ခုထဲမှာမှညညာပြန့်ပြူတဲ့မျက်နှာပြင်က၂ခုခုံးတဲ့မျက်နှာပြင်က၁ခုပြီးတော့မှအနာဆောင်အနာဆောင်ဆိုတာမျက်နှာပြင်၂ခုဆုံးရအောင်အနာဆောင်လို့ခေါ်တယ်။အဲ့တော့ဒီမှာဝိုင်းဆက်တဲ့အနာဆောင်၁ခုဒီမှာဝိုင်းဆက်တဲ့အနာဆောင်၁ခုအနာဆောင်၂ခုရှိတယ်။ နောက်တစ်ခုကတော့ကရော့ချုံခုံအဲ့တော့ဒီမှာဒီပုံ3.5တွင်ဖော်ပြထားတော့ပုံဒီကရော့ချုံတစ်ခုဖြစ်ပါသေးတယ်အဲ့တော့ဒီကရော့ချုံကိုဆက်မလို့ဆက်ပြီးလေ့လာကြည့်မယ်ဒီကရော့ချုံကဘာနဲ့တူသလဲအဥပမာနဲ့ပြမယ်ဆိုရင်တော့ရေစစ်ပေါ့နော်ရေစစ်ကိုကြည့်လိုက်လို့ရှိရင်ကရော့ချုံနဲ့တူမယ်အဲ့တော့ဒီမှာဘာတွေရှိလဲဆိုတော့ဒီမှာထိတ်ထိတ်ဆုံးမှတ်ကလေးရှိတယ်ထိတ်ဆုံးမှတ်တစ်ခုရှိတယ်ပြီးတော့မှမျက်နှာပြင်ဒီမျက်နှာပြင်တစ်ခုပါเนาะဒီခုံးနေတဲ့မျက်နှာပြင်တစ်ခုအဲ့တော့ဒါက ခုံးနေတော့မြင်နေပြင်ခုံးနေတယ်မြင်နေပြင်တခုရှိမယ်ပြီးတော့မှဒီအောက်ကအောက်ကကြတော့ညီညာပြန့်ပြူတော့မြင်နေပြင်ခုနကပုံဝင်ရလို့ရှိရင်ဒါရပဲဒီမှာကြတော့ညီညာပြန့်ပြူတော့မြင်နေပြင် ပြီးတော့မှဒါကမျက်နှာပြင်တစ်ခုဒါကမျက်နှာပြင်တစ်ခုအဲ့ဒီမျက်နှာပြင်နှစ်ခုစုံရနေရဒီနေရာလေးပေါ့နော်အဲ့ဒီစုံရနေရလေးကိုဘာလို့ခေါ်လဲဆိုတော့အနားဆောင်လို့ခေါ်မယ်ရှေ့မှာလည်းသိခဲ့ပြီးသားဒါပါလဲဆိုရင် wine set တဲ့အနားဆောင်ဒါလေးက wine set တော့အနားဆောင် အဲ့တော့ပြန်ပြောပါမယ်ဒါကထိတ်ဆွမှတ်ဒါကမျက်နှာပြင်တစ်ခုအဲ့ဒီမျက်နှာပြင်ကခုံးနေတာဖြစ်လို့ခုံးနေတော့မျက်နှာပြင်ဒီအောက်ကမျက်နှာပြင်ကျတော့ညှိနေတာဖြစ်လို့ညညာပြန်ပြူတော့မျက်နှာပြင်မျက်နှာပြင်တစ်ခုဆုံရကိုအနားဆောင်လို့ခေါ်တယ်ဒါကြောင့်မလို့ဒါက wide set တော့အနားဆောင်ဒါပြီဒါဆိုရင်လက်ချက်ငယ်အောင်သွားရအောင် နံပါတ်၁ကလုံးရှည်တွင်ထိတ်ထိတ်ဆွမ်းမှတ်အနားဆောင်နှင့်မျက်နှာပြင်မြင်များစီ ရှိသည်။လုံးရှည်မှာထိတ်ဆွမ်းမှတ်အနားဆောင်နှင့်မျက်နှာပြင်မြင်များစီရှိသည်။အဲ့တော့ထိတ်ဆွမ်းမှတ်ကလုံးရှည်တွင်ထိတ်ဆွမ်းမှတ်မရှိပါ။သူကထိတ်ဆွမ်းမှတ်မရှိဘူး။အနားဆောင်နှင့်မျက်နှာပြင်ဘယ်နှခုရှိရှိသည်လဲ။အဲ့တော့ဆရာမတို့သိပြီသား။အနားဆောင်သည်နှစ်ခုရှိတယ်။မျက်နှာပြင်သည်သုံးခုရှိတယ်။ဟုတ်ပြီနော်အဲ့တော့ပြန်ပြောမယ်ဒီပုံလေးနဲ့ပြန်ပြောလိုက်မယ်ဒီပုံလေးနဲ့ပြန်ပြောမယ်ဒီမှာမျက်နှာပြင်ကတစ်ခုနှစ်ခုသုံးခု ဟုတ်ပြီလားအဲ့တော့မျက်နှာပြင်က၃ခုရှိမယ်အနားဆောင်ဆိုတာဒီဒီဘက်မျက်နှာပြင်နဲ့ဒီဘက်မျက်နှာပြင်နဲ့စုံတဲ့ဒီနေရာလေးကအနားဆောင်ဒီမျက်နှာပြင်နဲ့ဒီဘက်မျက်နှာပြင်နဲ့စုံတဲ့နေရာလေးဒီနေရာလေးကအနားဆောင်ဒါတော့အနားဆောင်က၂ခုရှိမယ်ရပြီနော်အဲ့ဒါကြောင့်မလို့အနားဆောင်၂ခုနဲ့မျက်နှာပြင်၃ခုရှိပါသည်ပေါ့ ံပါတ်2ကကြတော့လုံးရှည်ဤအနာဆောင်တို့သည်ဖြောက်တန်းနေပါသလားတဲ့အဲ့တော့ခုနလေးလာခဲ့ပြီးပါပြီလုံးရှည်ဤအနာဆောင်တို့သည်ဖြောက်တန်းမနေပါဒါဆိုရပြီ3လုံးရှည်တွင်ညညာပြန့်ပြူသောမျက်နှာပြင်မြင်များရှိသည်နိလုံးရှည်မှာညညာပြန့်ပြူသောမျက်နှာပြင်မနှခုရှိသည်လက် အဲ့တော့ဒီပုံမှာခုနပြထားပြီးသားညညာပြန့်ပြူရမျက်နှာပြင်ကဒီမှာတစ်ခုဒီဘက်မှာတစ်ခုအဲ့တော့ညညာပြန့်ပြူရမျက်နှာပြင်နှစ်ခုရှိပါတယ်အဲ့တော့ထုံမျက်နှာပြင်တို့ဒီဝိုင်းဆက်နေပါသလားတဲ့အဲ့တော့ထုံမျက်နှာပြင်တို့ဒီဝိုင်းဆက်နေပါသည်အဲ့လိုလေးပဲရေးယူပါပဲဟုတ်ပြီနော်လေးကကြတော့လုံးရှည်တွင်ခုံးနေတော့မျက်နှာပြင်မြင်ရရှိတယ်နေအဲ့တော့လုံးရှည်မှာခုံးနေတဲ့မျက်နှာပြင်ကတစ်ခုရှိတယ် ငါကကြတော့တင်းဤပတ်ဝန်းကျင်မှာလုံရှည်ပုံရုပ်ဝတ္ထုကို ဖော်ပြပါအဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လုံရှည်ပုံရုပ်ဝတ္ထုဆိုရင်ဆိုလို့ရှိရင်တော့ဒါခုနကလည်းပြောခဲ့ပြီးပါပြီနှုတ်စီဘူးနှုတ်စီဘူးနောက်တစ်ခုကမိချောင်း အဲ့တော့ဂျန်တဲ့ဘူးတွေပေါ့နော်ဥပမာငါတင်ဘူးလို့ဘာလို့ဆိုရင်လဲဒီလူစီဘူးတစ်ခုနဲ့ပုံစံတူတဲ့အတွက်ကြောင့်မလို့ဆရာမတော်အဲ့ဒါကိုမထည့်တော့ဟုတ်ပြီနော်အဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမြင်တဲ့ရုပ်ဝတ္ထုနှမျိုးနောက်ထပ်လည်းအများကြီးပြောလို့ရတယ်အဲ့တော့တခြားဘုမာတွေအနေနဲ့ကတော့ဆရာမတို့နေ့တိုင်းသုံးနေတဲ့ဓာတ်ခဲတွေပေါ့နော်ဓာတ်ခဲရဲ့ပုံစံတွေပြီးတော့ဖျောင်းတိုင်းဒါတွေဆိုလို့ရှိရင် ကိုရဲ့ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ဒီဆလန်ဒါပုံစံလေးတွေဖြစ်တယ်ပေါ့နော်။နောက်တစ်ခုဆက်ကြည့်အောင်ကရော့ချုံတစ်ခုတွင်ထိတ်ဆွမ်းမတ်အနားဆောင်နဲ့မျက်နှာပြင်မြင်ရရှိသည်နိ။အဲတော့ကရော့ချုံတစ်ခုမှာထိတ်ဆွမ်းမတ်ကတစ်ခုနောက်တစ်ခုကအနားဆောင်အနားဆောင်လည်းတွေ့တဲ့နေရာတနေရာပဲရှိတာမျက်နှာပြင်နှစ်ခုတွေ့တဲ့နေရာကတနေရာပဲရှိတာဆိုတော့အနားဆောင်ကလည်းတစ်ခုမျက်နှာပြင်ကလည်းတစ်ခုပဲရှိတယ်။အဲတော့ကရော့ချုံတစ်ခုတွင်ထိတ်ဆွမ်းမတ်တစ်ခုအနားဆောင်တစ်ခုနဲ့မျက်နှာပြင်တစ်ခုစီရှိပါသည်ပေါ့။ ကရော့ချွန်ဤအနားဆောင်တွေဖြောင့်တန်းနေပါသလားတဲ့အဲ့တော့ကရော့ချွန်ဤအနားဆောင်တွေဖြောင့်တန်းမနေပါဖြောင့်တန်းနေပါသလားဆိုတော့ဖြောင့်တန်းမနေပါကရော့ချွန်တွေညီညာပြန့်ပြူသောနှစ်နဲ့ဖြင့်ညီညာရှိတဲ့နေအဲ့တော့ကရော့ချွန်မှာညီညာပြန့်ပြူတဲ့နှစ်နဲ့ဖြင့်ဘလောက်ရှိတယ်လဲအဲ့တော့ညီညာပြန့်ပြူတဲ့နှစ်နဲ့ဖြင့်ကတစ်ခုလည်းရှိတယ်နောက်နံပါတ်9ကကျတော့ကရော့ချွန်တွေနှစ်နဲ့ဖြင့်အခုံးညီညာရှိတယ်နေအခုံးကလည်းတစ်ခုပဲရှိတာဆိုတော့ကရော့ချွန်မှာလည်းညီညာပြန့်ပြူတဲ့နှစ်နဲ့ဖြင့်ကလည်းတစ်ခုဒီ ျက်နှာပြင်အခုံကလည်းတစ်ခုခုံးနေတဲ့မျက်နှာပြင်ကလည်းတစ်ခုပဲရှိနောက်တစ်ခုက၄ဒေါက်စာရဲ့တရွက်ဖြစ်လုံးရှိဤခုံးနေသောမျက်နှာပြင်ကိုအာပုံအာမျက်နှာပြင်ပုံကိုပြုလုပ်ပါ၄ဒေါက်စာရဲ့တရွက်ဖြစ်ကရော့ချွန်ဤခုံးနေသောမျက်နှာပြင်ပုံကိုပြုလုပ်ပါနောက်တစ်ခုနံပါတ်၁၂ကကြတော့ကရော့ချွန်ဤမိသည့်မျက်နှာပြင်သည်ညညာပြန့်ပြူး၍မိသည့်မျက်နှာပြင်သည်ခုံးနေသည်နည်းအဲ့တော့ဒါကိုဆရာမကဒီပုံဆွဲရမယ့်ဟာလေးကိုနောက်နောက်မှဆရာမပြန်ပြောပြမယ်အဲ့တော့ကရော့ချွန်ဤမိသည့်မျက်နှာပြင်က ်ပညာပြန့်ကျူ၍မိသည့်မျက်နှာပြင်က ခုံးနေသည်တဲ့အဲ့တော့ဆမတို့မြင်ရသလောက်ကတော့ဒီကရော့ချော်မှာပေါ့နော်ထိတ်ဆုံးမှတ်နဲ့အာထိတ်ဆုံးမှတ်နှားမှာရှိနေတဲ့ ထိတ်ဆွတ်မက်နဲ့တွားပြီးတော့မှမျက်နှာချင်းဆိုင်ဖြစ်နေတယ်မျက်နှာပြင်ကညင်ညာပြန့်ပြူပြီးတော့မှထိတ်ဆွတ်မက်ကိုပြုတ်လုထားတဲ့မျက်နှာပြင်ကခုံးနေတယ်အဲ့တော့ဒါကိုဆမရပုံနေနဲ့ကြည့်အောင်ဘယ်မျက်နှာပြင်ကခုံးပြီးတော့မှဘယ်မျက်နှာပြင်ကကြတော့ညင်ညာပြန့်ပြူနေတယ်လဲဆိုတော့ဒီထိတ်ဆွတ်မက်နဲ့မျက်နှာချင်းဆိုင်ထိတ်ဆွတ်မက်နဲ့မျက်နှာချင်းဆိုင်ကဒီမျက်နှာပြင်ဒီညင်ညာပြန့်ပြူပြီးတော့မှထိတ်ဆွတ်မက်ကိုဖြစ်စေတဲ့ဒီမျက်နှာပြင်ကကြတော့မှသူကကြတော့ခုံးနေတဲ့မျက်နှာပြင်ဖြစ်တယ်ဆိုတာလေးကိုရှင်းပြရမယ်ဟုတ်ပြီနော်အဲ့တော့ဆမစာဒါလေးကိုဒီတိုင်းပဲပြောပြပါမယ်ကြတော့ ော့ချွန်ဤဘရော့ချွန်ဤထိတ်ဆွမ်းမှန်နှင့်မျက်နှာချင်းဆိုင်ဖြစ်သောမျက်နှာပြင်သည်ညဉ့်ညာပြန့်ပြူး၍ထိတ်ဆွမ်းမှတ်ကိုပြုလုပ်သောမျက်နှာပြင်သည်ခုံးနေသည်အလိုလေးပဲရေးရမယ်ပြန်ပြောပြပါမယ်ထိတ်ဆွမ်းမဲ့ဤပြန်ပြောမယ်နော်မေခွန်းလေးကပြန်ကောက်မယ်ကရော့ချွန်ဤပြန်ပြောမယ်ကရော့ဆွန်ကရော့ချွန်ဤ ထိတ်ဆွန်မှန်နှင့်မျက်နှာချင်းဆိုင်တော်မျက်နှာပြင်ထိတ်ဆွန်မှန်နှင့်မျက်နှာမျက်နှာချင်းဆိုင်တော်မျက်နှာပြင်သည်ညညာပြန့်ဖြူ၍ထိတ်ဆွန်မှတ်ကို ပြုလုပ်ထားသောမျက်နှာပြင်သည် ခုံးနေသည် ဇတိုက်ပြန်ဖတ်ပြမယ်။ကရော့ချွန်ဤထိတ်ဆုံးမဲ့နှင့်မျက်နှာချင်းဆိုင်သောမျက်နှာပြင်သည်ညင်ညာပြန့်ပြူး၍ထိတ်ဆုံးမဲ့ကိုပြုလုပ်ထားသောမျက်နှာပြင်သည်ခုံးနေသည်။အဲ့လိုလေးရေးလိုက်ရောပါပဲ။နောက်တစ်ခုနံပါတ်73ကကြတော့တင်ဤပတ်ဝန်းကျင်မှာကရော့ချွန်ပုံရှိသည့်ပစ္စည်းနှမျိုးကိုရေးပါ။အဲ့တော့ကရော့ချွန်နဲ့တူရဲ့ပစ္စည်းနှမျိုးကတော့ရှေ့မှာလည်းရေးခဲ့ပြီးပါပြီ။ ရေကဲမုံထဲတော့ခွက်ပေါ့နော်ဒါတော့ရေရရုံပဲရေကဲမုံထဲတဲ့ခွက်ရှိမယ်ပြီးတော့မှစီထဲတဲ့ကရော့ရှိတယ်စီဒီပါထဲတဲ့ကရော့ရှိတယ်နောက်တစ်ခုကကြတော့ရေစစ်ရှိမယ် ပြီးတော့မှကလေးတွေဆောင်းတဲ့အုတ်ထုပ်တွေရှိမယ်။တချို့အုတ်ထုပ်တွေကြတော့ဒီလိုမျိုးလေးပေါ့နော်။ကရော့ချွန်ပုံစံလေးမျိုးအဖြစ်နေတဲ့အုတ်ထုပ်လေးတွေရှိမယ်။ဒါကရော့ချွန်နဲ့အတူတဲ့အုတ်ထုပ်တွေရှိမယ်။ဒါကတော့ဆရာမဥပမာအနေနဲ့ပြောပြတာ။အဲ့တော့ကလေးတို့အနေနဲ့ရေးမယ်ဆိုလို့ရှိရင်တော့ဒါရေကဲမုံထဲတဲ့ခွက်တွေကရော့တွေရေစစ်တွေကိုရှိလို့ရတယ်။ဟုတ်ပြီနော်။ကျန်တာတော့ဆရာမက နောက်ဗီဒီယိုတွေမှာဆက်ပြီးပြောပြပေးမယ်ပြီးတော့မှဒါတွေရဲ့ဥပမာတွေပေါ့နော်လုံရှည်ရဲ့ဥပမာရဲ့ကရော့ချွန်တွေရဲ့ဥပမာတွေကိုလည်းဆရာမကပုံနဲ့တက်กว่าအဲပြန်ပြီးတော့မှသင်ပေးအောင်မှာဖြစ်ပါတယ်ဒီမှာ30ရက်17ရက်ကတော့၄တောင်းစာရွက်တစ်ခုတစ်ရွက်နဲ့လုံရှည်ရဲ့ခုံးနေတဲ့မျက်နှာပြင်ကိုပြုလုပ်ပါနောက်တစ်ခုက၄တောင်းစာရွက်ဖြစ်ကရော့ချွန်ရဲ့ခုံးနေတဲ့မျက်နှာပြင်ကိုပြုလုပ်ပါဒါလွယ်တော့လွယ်ပါတယ်ကလေးတို့အနေနဲ့ပုံလေးဆွဲလိုက်ရင်လည်းရတယ်ဟုတ်ပြီနော်ခုနကတော့ဆရာမကတော့ object တွေနဲ့ပြလိုက်တယ်ဆရာမစီမှာရှိတဲ့ပစ္စည်းတွေနဲ့ပြလိုက်တယ်ဒီလောက်ဆိုရင်တော့ကလေးတို့ဒီ သင်ခန်းစာတွေကိုကောင်းကောင်းနားလည်သွားပြီလို့ထင်ပါတယ်အာကျေးဇူးပြုပြီးတော့မှ like comment and subscribe လုပ်ပေးပါရှင်ခုလိုအဆုံးချိန်နှောင်းပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်